ကောနာပွင့်မြပွင့်ဝါကြီးလားကင်းမြကေးဝါကြီးလားဆိုပြီးတော့ comment တွေမှာအများကြီးမှာအများကြီးပါပဲအဲ့ဒါကျွန်တော်ပုံမှန်လေးပြောကြတာပေါ့ပထမဆုံးတစ်ခုကဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ငယ်ဘဝကိုပြန်သွားမှာပေါ့လေမွေးကလေးကနေကျွန်တော်တက်27ထိလွတ်လပ်လောက်ရတဲ့အရာကိုဆုံးပချင်တဲ့ကိုခြာပြီးလောက်ရတဲ့ဆိုတဲ့အရာအရန်ခြာခဲ့တယ်ပေါ့လေတော့ဆိုတော့ကျွန်တော်တို့ကဒီအရှာမှာမွေးတာဟုတ်မိဘတွေကဘာပြောလဲဆိုတော့တစ်ခုလုံးမယ်ဆိုရင်ဒါမလုပ်ရဘူးဒါကောင်းတယ်ဒါဆိုးတယ်ဒါမလုပ်သင့်ဘူးဆိုပြီးချုပ်ကြကြတယ်ကွာကျွန်တော်လည်းအဲ့ထက်ကလူတွေရောက်ပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မှာလူနှစ်မျိုးရှိတယ်ဒါကျွန်တော်တို့ခုမြင်နေရတဲ့လူမိဘ ားတဲ့ပုံသွင်းထားတဲ့လူ society လို့ခေါ်တဲ့ပုံဝင်ရှင်တွေပုံသွင်းထားတဲ့လူအကြောင်းတွေပုံသွင်းထားတဲ့လူဒါကိုကျွန်တော်တို့ဖြစ်နေတဲ့ပုံစံဒါပေမဲ့ doctor version ကိုရှိသေးတယ်အဲဘာလဲဆိုတော့ကျွန်တော်တို့မှ inner child လို့ခေါ်ပါတယ်ကျွန်တော်တို့ရဲ့ဒီအထက်မှာရှိနေတဲ့ quality တယောက်ပေါ့လေပြောချင်တာဒီနေ့တော့မိဘတွေပြောလို့ကိုလှုပ်ချင်မဲ့လည်းမလှုပ်လို့ရတဲ့အရာတွေအကြောင်းတွေမှာတားမြစ်ထားလို့လှုပ်ချင်မဲ့လည်းမလှုပ်လို့ရတဲ့အရာတွေမျိုးသိထားတဲ့ခံစားချက်တွေအများကြီးမှအများကြီးရှိတယ်အဲ့ဒီတော့ change လာတော့ဘာဖြစ်လဲကျွန်တော်တို့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါကျတော့ဒါကြီးကိုယ်ကပြင်ပြီးထင်မှတ်တယ်နော်ဒါပေမဲ့ကိုယ်ကမသိတော့ဘူးကိုယ့်ရဲ့ inner child ကမကောင်းလို့ပါလားဆိုတာကိုသတိမထားမိတော့ဘူးဆိုတော့ condo ဆိုရင်လေငွေတော့ကကိုလှုပ် ်ချင်တဲ့အရာတွေဆမ်မီလုတ်ချင်ချင်တဲ့အရာတွေပြောင်းလဲတဲ့တဘောပါပဲ။ဆပင်းဆူဆူတဲ့အရာတွေကိုပြောတာမဟုတ်ဘူးနော်။ကျွန်တော်ငယ်ပေါ်မှာကလုတ်ချင်တဲ့အရာတွေတည်ရဲ့အများကြီးပဲအများကြီးပဲရှိလိမ့်မယ်။ကျွန်တော်တို့မားတယ်မန်နေဂျာမရှိဘူး။ကျွန်တော်တို့ဆိုရင်တော့တပတ်တော့ခါဆန်းလုံးကြီး။ဒါပေမဲ့အဲ့ဒီအရာကြီးကောင်းလားမကောင်းလားကိုယ်နဲ့အဆင်ပြေလားမပြေလားဆိုတော့ကိုယ်ကိုယ်နဲ့ပြီးမှဆုံးဖြတ်တယ်ပေါ့လေ။ဒါပေမဲ့ဘာကောင်းမှုလဲဆိုတော့ကျွန်တော်ရဲ့ inner child လို့ခေါ်တဲ့အရာလေးကပြီးဝိုင်းဆိုခံစားရတယ်။ကျွန်တော်ဘာလို့ကိုယ်ကိုယုံကြည်မှုရှိရလဲ။ကျွန်တော်ရဲ့ inner child ဆိုတဲ့ဟာကိုကောင်းမှုလုပ်နေလို့ပါ။နောက်ပြီးကျွန်တော်တို့က healing လို့ခေါ်တဲ့အရာပေါ့လေ။အနေနဲ့ပြီးဝနေအောင်လို့ healing နဲ့လုပ်တဲ့ process ကြီးရလေ။လုပ်နေရတယ်ပေါ့လေ။ဒီ video မှာဒီ short video ကိုနားလည်လို့လည်းရှိလိမ့်မယ်။ကိုယ်နားလည်လို့လည်းရှိ 没，八片吧，下次老师教吧，我嘞。